ပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ကရင်ပြည်နယ်မြောက်ဝတီမြို့နယ်ရှိ KK Pet လို့နာမည်ဆိုးနဲ့ကြော်ကြားတဲ့ကြားဖြတ်ငွေလိမ်လုပ်ငန်းဗဟုချက်ဒေတာတွေမှာဖြစ်ပွားခဲ့တဲ့အဖြစ်အပျက်တွေနောက်ပိုင်းမှာနိုင်ငံတကာအတိုင်းအဝန်းကနေပြင်းထန်တဲ့တုံ့ပြန်မှုတွေထွက်ပေါ်လာနေပါတယ်။အထူးသဖြင့် online ယာဇဝတ်မှုတွေလူကုန်ကူးမှုတွေနဲ့ငွေချေခဝါချမှုတွေမှာပတ်သက်နေတဲ့ကြားဖြတ်ဂိုင်းတွေနဲ့သူတို့ရဲ့ကောင်းဆောင်တွေအပေါ်အမေရိကန်ပြည်ထောင်စုကနေစီးပွားရေးအရာနဲ့တရားဥပဒေအရအရေးယူမှုတွေစတင်လိုက်ပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ ဒီနေ့မြန်မာစစ်အုပ်စုရဲ့ဩစာခံတပ်ဖွဲ့ဝင်အချို့က KK ဘက်ကိုဝင်ရောက်စီးနင်းပြီးဟန်ပြအရေးယူမှုတွေပြုလုပ်ခဲ့တဲ့ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ဒါပေမဲ့ဒီဒေတာဟာမြန်မာစစ်ကောင်းဆောင်တွေနဲ့ဒေတာရင်းလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ထိပ်ပိုင်းကောင်းဆောင်တွေနဲ့ညှိနှိုင်းလုပ်ကိုင်နေတယ်လို့ဆွဆွဲခံထားရတာကြောင့်ဒီဝင်ရောက်မှုဟာမျက်လဲပြတယ်လို့ဖြစ်နေတယ်လို့ဝေဖန်မှုတွေရှိနေခဲ့ပါတယ်။ဒီလိုဟန်ပြမှုတွေရှိနေချိန်မှာပဲအမေရိကန်ပြည်ထောင်စုဗန်နာယီဝင်ကြီးဌာနက US Territory Department ကနေ KK ပတ်အခြေစိုက်ချားဖြန့်ခွင့်ရလို့သတ်မှတ်ခံထားရတဲ့အဖွဲ့အစည်း၃ခုနဲ့ဒီလုပ်ငန်းတွေမှာပါဝင်ပတ်သက်နေတဲ့တရုတ်နိုင်ငံသားနဲ့မြန်မာနိုင်ငံသားစုစုပေါင်း9ဦးတို့ကိုပိုင်ဆိုင်မှုထိန်းချုပ်ခြင်း SSPC နဲ့ခီးသွွားလောက်ခွင့်ပိတ်ပင်ခြင်းအပအဝင်တံခဲပိတ်ဆို့မှုတွေစတင်ချမှတ်လိုက်ပြီလို့ဒီကနေ့မှာပဲတရားဝင်ထုတ်ပြန်ကြေညာခဲ့ပါတယ်။အမေရိကန်အာဏာပိုင်တွေရဲ့ထုတ်ပြန်ချက်အရဒီအဖွဲ့အစည်းတွေနဲ့ပုံကိုယ်တွေဟာကမ္ဘာတဝန်ကနေတားကောင်ထောင်ပေါင်းများစွာစီကနေ ဒေါ်လာတန်ဖောက်များစွာကိုလိမ့်လေခဲ့တဲ့ဝက်တာပေါ် Fish Pushing Run လို့ခေါ်ရင်အွန်လိုင်းငွေလိမ့်လည်နည်းတွေကိုအဓိကလောက်ကိုင်းနေကြသူတွေဖြစ်ပါတယ်။တန်ခတ်ရေးယူခံရသူတွေထဲမှာ KK ပတ်ရဲ့အဓိကယင်းနှမြုံနယ်သူတွေနဲ့လေပတ်စီမံခန့်ခွဲသူတွေပါဝင်ပြီးဒီပုတ်ကိုရီဟာမြန်မာနိုင်ငံတည်းကဩစာရှိသူတွေနဲ့ပေါင်းပြီးရာဇဝတ်မှုတွေကိုလွတ်လပ်စွာလောက်ကိုင်းနိုင်ဖို့ရေကူချုံမွေအောင်လှုပ်ဆောင်ခဲ့လို့လဲစွပ်စွဲထားပါတယ်။အရေးယူမှုနဲ့ပတ်သက်ပြီးအမေရိကန်နိုင်ငံဂျာယီဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာမြန်မာနိုင်ငံရဲ့စက်ဒေတာတွေမှာဖြစ်ပေါ်နေတဲ့ လူကုန်ကူးခံရမှုအာဓမ္မခိုင်းစေမှုနဲ့အွန်လိုင်းရာဇဝတ်မှုတွေဟာဒေတာရင်းသားမကကမ္ဘာလုံးဆိုင်ရာငြိမ်းချမ်းရေးနဲ့လုံခြုံရေးအတွက်ပါကြီးမားတဲ့ချိန်ချမှုဖြစ်တယ်လို့ဖော်ပြထားပါတယ်။ဒါပြင် Starlink Internet ဆက်လောင်းတွေကိုတရားမဝင်အသုံးပြုပြီးလိမ်လည်မှုတွေလုပ်နေတဲ့အပေါ်မှာလည်း American Congress လွှတ်တော်ကနေစုံစမ်းစစ်ဆေးမှုတွေလှောက်ဆောင်နေတယ်လို့သိရပါတယ်။ ဒီလိုအရေးယူမှုတွေဟာမြန်မာနိုင်ငံတွေကကြားဖြတ်လုပ်ငန်းတွေရဲ့ဘဏ္ဍာရေးနဲ့နှီးပညာကွန်ရက်တွေကိုထိခိုက်စေဖို့အတွက်ရည်ရွယ်တာဖြစ်ပြီးမြန်မာစေအုပ်စုရဲ့ဟန်ပြအရေးယူမှုတွေဟာလုံလောက်မှုမရှိဘဲနိုင်ငံတကာရဲ့စစ်မှန်တဲ့ဖိအားတွေလိုအပ်တယ်ဆိုတဲ့သတင်းစကားကိုပေးလိုက်တာဖြစ်တယ်လို့နိုင်ငံတကာရာဇဝတ်မှုကျွမ်းကျင်သူတွေကသုံးသပ်နေကြပါတယ်မြန်မာနိုင်ငံသားတွေနဲ့ဒေသရင်းနိုင်ငံသားတွေအနေနဲ့အလောက်အကအစဉ်ပြေစေမဲ့ဖိတ်ခေါ်မှုတွေကိုသတိထားဖို့နဲ့လူကုန်ခူးခံရနိုင်ခြေကိုအလေးထားဖို့လည်းအမေရိကန်ကအသိပေးထားပါတယ် ဒီအရင်ယူမှုတွေကြောင့် KK ပတ်နဲ့ရွှေကုတ်ကိုလုံးဒေသတွေမှာကြားဖြတ်လုပ်ငန်းတွေဘလို့တက်ရောက်မှုတွေရှိလာမလဲမြန်မာအာဏာပိုင်တွေရဲ့တုံ့ပြန်မှုကဘလို့ရှိမလဲဆိုတာကိုတော့ဆက်လက်ဆောင်ကြည့်ရမှာဖြစ်ပါတယ်အချိန်ပေးနားဆင်တဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်သတင်းအချက်အလက်တွေကိုနောက်နေ့သတင်းတွေမှာဆက်လက်တင်ပြသွားပါမယ်ရှင်